မှလှုပ်တင်တာရှိတယ်မလှုပ်တင်တာရှိတယ်မလှုပ်တင်တာကိုလှုပ်ရင်ဒုက္ခရောက်တယ်လှုပ်တင်တာလှုပ်မှချမ်းသာဒုက္ခရတယ်ဒါရှင်းရှင်းလေးလေးအစာစားတဲ့အခါမှာတော့မစားတဲ့အစာစားတဲ့အစာနှစ်ခုရှိတာလံခยีဆိုလဲမသွားတဲ့ခยีသွားတဲ့ခยีဟောနှစ်ခုရှိတာနော်စကားနဲ့ပတ်သက်လာလို့ရှင်တယ်မပြောတဲ့နာရဲ့ပြောတဲ့နာရဲ့နှစ်ခုရှိတယ် အဲ့ဒီနှစ်ခုကွဲကွဲပြားပြားသိပြီးတော့မလုံတဲ့နာကိုရှောင်ဖို့လုံတဲ့နာကိုလှုပ်ဆောင်ဖို့ဒါကိုအမတန်မှကျေပြတ်တဲ့အရာကိုသိဖို့အတွက်ဖရာကိုပို့ပဲဖရာကဟောလို့ရှိရင်လည်းလုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားပြီးတော့ပဲဟောတယ်ခြုံငုံပြီးတော့ပြောလိုက်တဲ့အခါဘုရားမြတ်စွာဘုရား ဟောတာကိုချစ် တဗ္ဗပပတအာကရဏမကောင်းတဲ့အလုံးမှန်သမျှမလို့ရဘူးဒါမလို့ကြနဲ့ကိုအောက်တန်းနောက်တန်းကြသွားစေတတ်တဲ့ဆင်းရဲစေတတ်တဲ့ကိုရောချမ်းသာတဲ့ထင်ပြီးလှုပ်တာပေါ့အဲ့တော့မဟုတ်တဲ့မကောင်းတဲ့အလုံးတွေ ကိုယ်ဒုက္ခရောက်စေတတ်တဲ့အလုသူတစ်ပါးကိုဒုက္ခရောက်စေတတ်တဲ့အလုမကောင်းတဲ့အလုမှန်သမျှမလုပ်ပါနဲ့ကုသလသုပသမရာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အလုမျိုးကိုလုပ်ပါလုပ်သင့်တာနဲ့မလုပ်သင့်တာမကောင်းမှုလို့ခေါ်ကြတဲ့အကုသိုလ်မှန်သမျှမလုပ်နဲ့ကောင်းမှုလို့ခေါ်တဲ့ကုသိုလ်မှန်သမျှကုသနာမဖြစ်အောင်လို့ ဘာချောင်းမလုံးနဲ့လို့ပြောတော့ဆိုအကုသိုလ်လို့ရင်သူ့ရဲ့အကျိုးသည်ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးပဲပေးမယ်။ဘာကြောင့်ကုသိုလ်နဲ့ကုသိုလ်ကိုလုံးဝမလဲဆိုရင်ကုသိုလ်ရဲ့အကျိုးသည်ဒုက္ခဝိပါက ကောင်းတဲ့အကျိုးကိုပေးတယ်။ကိုကလိုချင်တာကောင်းတဲ့အကျိုးကိုကလိုချင်တာဒုက္ခရတာကဒုက္ခဖြစ်နေတာ။မှားရင်းနဲ့လိုရကြောင်ပဲဖြစ်တာဖြစ်တယ်။ဒါကြောင့်မို့ အမှန်တရားကိုသိဖို့ဘုရားကိုကိုးကွယ်တယ်အဲ့ဒီကိုးကွယ်မှုကြောင့်ကို့မှာအမှန်တရားတွေဘယ်တော့သိပြီလဲဘာလို့ရမှာကိုသိလုံးတင်နာတွေဘယ်တော့သိပြီလဲမလုံးတင်နာတွေဘယ်တော့သိပြီလဲဒါသိဖို့အထိကသိပြီတဲ့အခါမှာမလုံးတင်နာတွေကိုရှောင်မှုလုံးတင်နာတွေကိုလှုပ်ဆောင်မှုဆိုတာဒါကိုဆက်လုပ်ရမယ်တောင်း सलोवा बैठा हूँ